အားလုံးမင်္ဂလာပါဆရာနေမျိုးလိုက်ပါအရင်နေ့ကဆရာမိကွန်းလေးတစ်ခုမေးထားပါတယ်ယောက်ျားလေးများဟာလက်သီးထိုးနဲ့ယင်ပါနေတာဖြစ်ပေမဲ့တိုင်းပြောင်းမြန်ကိုစတင်တဲ့အခါမှာခုတ်လက်ကိုဘာဖြစ်လို့အရင်တင်တာလဲဆိုတော့မိကွန်းရဲ့အဖြေလေးကိုဒီကနေ့ပြောပြပါမယ်အဲ့တော့လူတစ်ယောက်ကနေလူတစ်ယောက်ကို လက်သီးနဲ့ထိုးတဲ့ကိစ္စဘာကြောင့်ထိုးတယ်လဲဆိုတာဟိုးရှေ့ပိုင်းမှာလဲဆရာလက်သီးထိုးရတဲ့ရည်ရွယ်ချက်နဲ့လောက်ဆောင်ချက်တွေကိုမေးခွန်းမေးဖို့ပါတယ်ဒါပေမဲ့စိတ်ဝင်စားမှုအားနေပြီးဖြေသူလည်းတိတ်မရှိပါဘူးအဲ့တော့အဲ့ကိစ္စကိုဆရာ skip လုပ်လိုက်ပါတယ်နောက်တစ်ခုကဒီလက်သီးထိုးတဲ့ကိစ္စကလူတိုင်းလူတိုင်းလောက်တတ်တယ်လို့ထင်ကြပေမဲ့တကယ်တကယ်လက်တွေ့လောက်ရတဲ့အချိန်မှာလက်သီးထိုးလိုက်လို့ရှိရင် ကိုကတော့လက်သီးနဲ့သူများကိုအားရပါရထိုးချလိုက်ပြီမလို့ဒီလက်ကဝေကြီးရောင်သွားတာတော့ဒီလက်အစ်စ်တွေရောင်သွားတာတော့ဒီမှာလက်တွေလက်သန်းတွေလက်မတွေခောက်ပြီးကျိုးသွားတာတော့အဲ့ဒီလိုပြဿနာမျိုးတွေအများကြီးဖြစ်နိုင်ခြင်းရှိပါတယ်ဒါကဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုရင်လူတယောက်ကလက်တွေဟာသဘာဝအရာဒီလိုနေတဲ့အခါမှာဆန့်ထားရတာဖြစ်ပါတယ်အဲ့တော့လက်သီးထိုးမဲ့ဟိတ်ဆိုတာနဲ့ဒီလက်တွေကိုဆုပ်ရတာဖြစ်ပါတယ် ဲ့ဒီလိုဆုတ်တဲ့အတွက်ဒီလက်တွေကစနစ်တကျဆုတ်တာနဲ့စနစ်ဆိုတာအောင်နားမလဲပဲအဆင်ပြေသလိုလက်ရဲ့အဆစ်တွေရှိတဲ့အတိုင်းဆုတ်ချလိုက်တာအဲ့လိုမျိုးစုံအမျိုးမျိုးရှိပါတယ်ဒီလိုတွေ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 မျိုးမျိုးရှိတဲ့အတွက်ဒီလက်သီးဆုတ်တဲ့အမားအယွင်းကနေသူမြတ်တစ်ဖက်သားကိုယ်ရံမူလာတဲ့တစ်ဖက်သားမှာဘာမှမဖြစ်ပဲကိုယ့်ဘက်ကလက်အန်တီရဖြစ်သွားတာမျိုးတွေများစွာ ကြုံကြရတာရှိပါတယ်။ဆရာတို့ကိုတို့လည်းတိုင်းမတင်ခင်တုန်းကဒီလိုပဲတန်ရာလေးရခဲ့ဘူးပါလေ။ဆရာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေလည်းဒီလိုလက်သီးနဲ့သူများကိုထိုးလိုက်လို့ကိုယ့်လက်ကြီးကရောင်ကိုင်းသွားတယ်။နောက်ရက်ဆိုပစိုးတော်မမဝင်နိုင်ဘူး၊ရေတောင်မတောင်းနိုင်ဘူးဆိုတဲ့အဖြစ်မျိုးတွေလည်းခဏခဏကြုံရပါတယ်။ဒါကလက်သီးထိုးတဲ့ကိစ္စဟာလွယ်လွယ်ကူကူလေးကိုလှုပ်ဆောင်လို့မရဘူး။သူ့ရဲ့စနစ်တကျလှုပ်ဆောင်မှသာကိုယ့်အတွက်အန္တရာယ်ကင်းတယ်ဆိုတဲ့အကြောင်းကို သိအောင်ရှင်းဆုံးပြောပြတာဖြစ်ပါတယ်။ဒါကြောင့်လူအတော်များများက လွယ်ကူတယ်လို့ယူဆကြတယ်။လက်သီးထိုးတဲ့ကိစ္စဟာအင်မတန်ခက်ခဲတဲ့အတွက်လက်သီးထိုးတဲ့တိုက်ကွက်တွေကိုအရင်ဦးဆုံးမသင်ဘဲနဲ့သူ့ထက်ပိုပြီးလွယ်ကူတဲ့လက်ဖြံနဲ့ပယ်တဲ့ခုတ်တဲ့ကားတဲ့ကိစ္စကိုအရင်သင်ရတာဖြစ်ပါတယ်။ဒါဟာလူတယောက်အတွက်အထွေအထူးဘာမှ ဆက်ပြီးမပြင်းမစင် ပုံစံမပြောင်းရပဲလက်ကိုဒီလိုလောက်ယုံနဲ့ပယ်တယ်ခုတ်တယ်ခတ်တယ်ဆိုတဲ့ကိစ္စကပြီးတဲ့အတွက်အရင်ဆုံးသင်ယူရတာဖြစ်ပါတယ်သို့တော်လည်းပဲဒါကလွယ်တယ်ဆိုတာလက်သီးနဲ့နှိုင်းရှင်ရင်လွယ်တယ်လို့ပြောတာတကယ်တိုက်ခိုက်ရေးအကွက်ကြရင်သုံးပြဖို့လွယ်ကူတဲ့ပုံသဏ္ဍာန်ကြီးတော့မဟုတ်ပါဘူးဒါကြောင့်မို့အကွက်ကိုဘယ်စနစ်ကနေဘယ်စနစ်ဘယ်လိုပဲမယ်ဘယ်လိုခုတ်မယ်ဆိုပြီးတော့စနစ်တွေထည့်ပြီးတော့ အကျင်ပေါင်းများစွာအကျင်ရေပေါင်းများစွာလေ့ကျင့်ကြရတာဖြစ်ပါတယ်။ဒါကြောင့်မို့လက်သီးထိုးအရင်မသင်ပဲခုတ်လက်ကိုအရင်သင်ရတာဖြစ်ပါတယ်။တိုင်းပြောင်းပြန်ပညာကိုသင်ယူလိုက်ပြီဆိုတာနဲ့ပယ်ခြင်းခုတ်ခြင်းဆိုတဲ့အလုပ်တွေကိုလုပ်ရတာဖြစ်ပါတယ်။ဆရာတို့ရဲ့တိုင်းပြောင်းပြန်ပယ်ခြင်းခုတ်ခြင်းတွေဟာလိုင်းပေါ်မှာလည်းအများကြီးရှိပါတယ်။ဘယ်လိုပုံစံပယ်တယ်ဘယ်လိုပုံစံခုတ်တယ်စင်ကြယ်ပြည့်စင်တဲ့မှာလည်းအကျန်းအဖြစ်ထည့်သွင်းပြသထားပါတယ်။အဲ့တော့ ဆရာတော့မှာပဲ့တယ်ခုတ်တယ်ပဲ့တယ်ခုတ်တယ်ဟုတ်ပြီဒီလိုလှုပ်ချင်အပြင်ဘယ်ချင်သေးတိုင်းညာချင်သေးတိုင်းပြောင်းပြီးတော့ပဲ့တယ်ခုတ်တယ်လှုပ်ချင်အပြင်တစ်ဖက်ကရံပြုတ်လာမဲ့တိုက်ခိုက်ချက်တွေကိုကာဝယ်တဲ့အလုပ်ကို လုံးဆောင်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာအပယ်ကနေပြီးတော့ဖြုတ်အပုတ်အထိုးဘလို့တဲ့ဆင်ကဲပြောင်းလဲလာတယ်လဲဆိုတော့တစ်ချိန်လုံးလိုက်လို့ရှိရင်ပယ် ခုတ်ဆိုတဲ့လုပ်ငန်းစဉ်ဖြစ်ပြီးတော့နှစ်ကြိမ်ဆက်ပြီးလုပ်မယ်ဆိုရင်အဖြုတ်လုပ်ငန်းစဉ်ဖြစ်ပါတယ်ပဲခုတ်နောက်တစ်ခါပဲမယ်ခုတ်မယ်အဲ့တော့ဒါလေးကအဖြုတ်ဖြစ်သွားပါတယ်နောက်တစ်ခါပဲမယ်ခုတ်မယ်ဖြုတ်မယ်နောက်တစ်ခါခုတ်မယ်ဆိုလို့ချင်းအပုတ်ဖြစ်သွားပါတယ်အဲ့တော့နှစ်ကြိမ်လုပ်ရင်ဖြုတ်ဖြစ်ပါတယ် သုံးချိန်လုပ်ရင်အပုတ်ဖြစ်ပါတယ်ဘဲခုတ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 ်ဟောပထမတစ်ချိန်လုပ်မယ်ဆိုရင်အပယ်အခုတ်ဖြစ်ပါနောက်တစ်ချိန်လုပ်မယ်ဆိုရင်အဖြုတ်ဖြစ်ပါနောက်ထပ်တစ်ချိန်သုံးချိန်မြောက်လုပ်မယ်ဆိုရင်အပုတ်ဖြစ်ပါဒါကြောင့်မို့တိုင်းပြောင်းမြန်ရဲ့အတိုင်းကွက်တွေဟာစင်ကဲပြောင်းလဲလာတဲ့စင်ကဲတိုးတက်လာတဲ့ပုံတံတန်း ဖြစ်တယ်။ဒါကြောင့်မို့ပထမအဦးဆုံးတင်တဲ့အပယ်အခုတ်ကိုကျွမ်းကျင်အောင်မလုပ်ဘူးဆိုရင်အဖြုတ်နဲ့အပုတ်မှလည်းကျွမ်းကျင်လာဖို့ရအတော်ခက်ခဲသွားပါတယ်။ဒါကြောင့်မို့ဆရာတို့ပညာရှင်ကအဆင့်ကိုကြော်ပြီးတင်လို့မရဘူး။သူ့ရဲ့စင်ကဲစင်ကဲတဆင့်ချင်းတကွက်ချင်းပုံစံတစ်ခုချင်းကျွမ်းကျင်အောင်တင်ပြီးမှနောက်ကွယ်နောက်ဆင့်တွေကိုဆက်ပြီးတော့တင်လို့ရတယ်လို့ဆရာပြောခြင်းဖြစ်ပါတယ်။ဒါဆိုရင်ဆရာတို့ရဲ့ ်ပယ်ခြင်းခုတ်ခြင်းကိစ္စဘာကြောင့်ဖြစ်လာသလဲအဖြုတ်ကိစ္စဘလို့ဖြစ်ပေါ်လာသလဲအပုတ်ကိစ္စဘလို့ဖြစ်ပေါ်လာသလဲဆိုတာကိုနားလဲသဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်အဲ့တော့အောက်ကဆရာကိုမေးထားတဲ့မိကုံးပိုင်ရှင်အတွက်လေဒီအဖြေလေးဟာကျင်းနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီလောက်နဲ့ပဲဆရာညီကုန်းချုပ်ပါတယ်အားလုံးရှင်လန်းချမ်းမြေပါစေ